တဲ့တဲ့မိလာမမိတ်ဆက်တငယ်ချင်းတို့ရေဒီနေ့မှာတော့ကျွန်တော်မိတ်ဆက်ပေးမှာတော့အေကန်သတ်အုပ်စုပါဗောနော်ဒူဒီစိတ်ဝင်စားအောင်လဲနမ်းပြားနေတယ်ဟောအရန်လာရယ်နော်ဝါဟာဟာဟာရှမ်းပြည်မှာပဲဒီလိုလှပတဲ့ပိုင်းရှိတာမဟုတ်နော်ကရင်ပြည်နယ်မှာလည်းဒီလိုလှပတဲ့ပိုင်းရှိတယ်ဆိုတာကြွားလိုက်တာကြွားတာကြွားတာ ဒါပဲလေပြောမယ်ဆိုဒီအကန်သက်အုပ်စုတွေကကြတော့ကာဒီ family တွေကဆိုရင်တော့နေရာနှံ့ရှိပါတယ်။ဥပမာဖြစ်နေရာဒီသားလိုက်မြမပြည်လယ်မိုင်းမှာလည်းလိပ်စုဆွေဆိုတာရှိတယ်။ဒါကအဝါယာမျိုးပေါ့။အဲဒါကကြတော့ကကျွန်တော်တို့ကရင်ဘက်မှာရှိတဲ့မျိုးလေးတစ်မျိုးပေါ့။သူကလည်းအကန်သက်အုပ်စုပါပဲ။ဟိုဘုံမှာလည်းရှမ်းမှာရှိတဲ့ဟိုဘုံမှာလည်းဒါလည်းတစ်သက်တစ်ခုရှိတယ်။ခါရကြရင်လည်းဒီပေါ့နော်။ ီအုပ်စုတွေဟာကျတော့ဘာထူးခြားလဲဆိုတော့ပွင့်ပြီဆိုရတော့ခင်းခင်းလိုက်ပွင့်တော့ဗောအဲ့လိုပုံစံမျိုးဗောကျွန်တော်စီမှာကျတော့ဒါအပင်ချုပ်ဖို့ပုံစံမျိုးလူတည့်ရဲ့၄ပြီ၅ပြီလောက်ရှိတဲ့ချုပ်ဖို့ပုံစံမျိုးဆိုတော့ဒီဟာပန်းလေးတွေပွင့်နေတဲ့အခြေအနေပဲဖြစ်ပါတယ်ဟမ်အဲ့ဒါကြောင့်ဆိုကျွန်တော်ပြောချင်တာကကျွန်တော်ကကျွန်တော်တို့ကသူ့အလားနဲ့သူဟာရှိပြီးသားပဲကျွန်တော်တို့ခန်းစားတတ်ဖို့ပဲလူလည်းအခြေပြီးပြီးခန်းစားတတ်ရင်ဒီလိုလက်ပစံပြတဲ့အပင်လေးကိုလည်းအဲတွေ့မြင်ရမှာဖြစ်ပါတယ်ယေဒီမျိုးလေးကတော့ကျွန်တော်တို့စီမှာ10လပိုင်းရရင်စပွင့်တာပေါ့နော်ကြည့်ပါဦး ဒါသူကချုပ်ပုတ်ပူစင်မျိုးရှိတယ်။ခါကြရင်လိပ်ပြပြင်လို့လည်းခေါ်တယ်။ဘာလို့လဲဆိုတော့လိပ်ပြတွေကမိုးတွင်းမှဆိုတော့သူ့ရွက်ပေါ်မှာလာနားလည်းရှိတယ်။လိပ်ပြပြင်လားဆိုတော့မဟုတ်ဘူး။တခြား insect ပုံပွားတွေလည်းမြင်များလာနားလည်းရှိတယ်။ခါကြရင်ကျွန်တော်ခေါ်တာ butterfly bush ချုပ်ပြီးတော့လည်းခေါ်ရလိပ်ပြချုပ်ပုတ်လို့လည်းခေါ်ကြရတယ်။ဒါမှမဟုတ်အဲ့ဒါကတော့အတိအကျမမှန်ဘူးပေါ့နော်။ဥပမာဖြင့်လိပ်ပြလေးတွေကမိုးတွင်းမှဆိုရင်အတောင်မှဆိုတဲ့အခါမှဆိုလာနားလည်းအဲ့လိုပုံစံမျိုးတော့ပဲရှိမယ်။အဲ့မဲ့တော်တော်အဓိကအဒီချိန်ကဆယ်လပိုင်းကြာသူတို့ပွင့်ချိန်ပေါ့နော်။ကြည့်ပါဦး။ အဲဒီချုပ်ဖို့တခုလုံးဒီနေရာပဲလားဆိုကျွန်တော်ပြပေးအောင်မနောက်ထက်တော်တော်များအများကြီးရှိတဲ့နေရာကျွန်တော်ပြပေးမှာပဲဖြစ်ပါတယ်အဲကြည့်ပါလားလာရောသူကအလင်းရောင်အကြောင်းမသိရင်အဖြူရောင်လို့ထင်ရတယ်ဒါပေမဲ့တကယ်တမ်းကျတော့သူကအပြန်ရောင်ဖြောဖြောလေးကလေးတွေကအဖွင့်မဆုံသေးဘူး ဒါလေးကအပွင့်ပူပြီးဆုတ်လာရင်တော်တော်လေးလာမယ်ပြပါအောင်မိတ်ဆွေငယ်ချင်းတို့တပင်လှုပ်ဖွေးပြီးတော့ဝေဆာနေလိုက်တာအရန်လာတယ်ဒီရတရားတို့လေးတွေပွန်ပွင့်ချေပေါ့ကြည့်ပါဦးနော်သူကဒီချက်ပေါ်ကကြီးကြီးတို့ပို့ပြီးတော့မှလည်းအပွင့်များမှာပေါ့နော်ဒီတပတ်နှစ်ပတ်ကတော့ဒီဆယ်လပိုင်းလလဲအောင်နေပြီးတော့စပြီးတော့မှ ဒီစက်တလပိုင်းလလေလောက်ထိပွင့်နိုင်ချေရှိတယ်။အဓိကဒီလကုန်ပေါ်စက်တလပိုင်းလကုန်လောက်ဆိုတော့ဝေစာစုပ်ပွင့်မှာပဲဖြစ်ပါတယ်။အခုမှပဲအဖူလေးတွေပြင်ပြီးတော့လိုက်လာတယ်။အခုမှမစပွင့်နေရသေးဘူးနော်။အာတခင်လုံးလာတယ်ဒေါ်လေးလာလာ။ကြည့်ပါဦးမိတ်ဆွေတငယ်ချင်းတော့လနေအောင်နော်။တရက်အပွင့်ကအငါးဖက်ရှိတယ်ပေါ့နော်အပွားနှစ်ဖက်ဘေးပညာနှစ်ဖက်အောက်တစ်ဖက်ငါးဖက်ရှိတယ်ပေါ့နော်အဲကင်မရာထဲမှာသာကလာနည်းနည်းကျနေတယ်တကယ်တော့ဟိုပြပြမှာဆိုတော့ကလာလေးတွေကပို့ပြီးစိုးတော့ပေါ့နော် 哪里啊？喏。